ဒီနေ့တင်ဆက်ပေးချင်တာကတော့မလေးရှားမှာလူမှုကွန်ရက် influencer မိန်းကလေးတူကငွေအိတ်လိုက်သေးယူလာပြီးတော့ရွှေကိုပိတ်တာကျော်ကြွားလုံးထုတ်ဝေယူပြခဲ့တဲ့ဗီဒီယိုဖိုင်ကမလေးရှားလူမှုကွန်ရက်သုံးဆဲသူတွေကြားမှာကြရက်ရိုက်နေတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။မလေးရှားမှာလူမှုကွန်ရက်နာမည်ကြီးမိန်းကလေးတူကရွှေဆိုင်ဒီဇိုင်းကိုသွားကရွှေဝဲပုံကိုဗီဒီယိုရိုက်ကူးထားပြီးတော့ TikTok လူမှုကွန်ရက်မှာလွှင့်တင်ခဲ့မှုမှာလူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာနာမည်ကြီးနေတာပဲဖြစ်ပါတယ်။ ၎င်းဝယ်ယူခဲ့တာမှာငါးကျပ်သား30ကျပ်သားမဟုတ်ပဲ15ကီလိုဂရမ်၉ဘိတ်သားကျော်အထိဝယ်ယူခဲ့ကမိမိမိမြချမ်းသာကြောင်းကြွားလုံးထုတ်ခဲ့ခြင်းဖြစ်ရာလူမှုကွန်ရက်သုံးဆွဲသူတို့မှစိတ်မသက်သာခံစားခဲ့ကြရပါတယ်။ TikTok လူမှုကွန်ရက်မှာ AnySo24 အမည်ရှိတဲ့အကောင့်ကထိုဗီဒီယိုဖိုင်ကိုတင်ခဲ့ခြင်းဖြစ်ပြီးတော့ match လ31ရက်နေ့ထိကြီးရှုမှုအကျဉ်းရေး2.8တန်လိုက်ပေးသူ4400ကျော်နဲ့ ကုန်မှန်ပေးသူပေါင်း2800ကျော်ရှိပါတယ်လူမှုကွန်ရက်30သူအများစုကမှတ်ချက်ပြုတာမှာအဆိုပါမိန်ကလေးရဲ့ကြွေးဝမှုရင်းမြစ်ကိုတန်တရားရှိကြောင်းမှတ်ချက်ပြုကြပါတယ်62စက္ကန့်ကြာဗီဒီယိုဖိုင်မှာတွေ့ရှိမှုအရာအန်ယူနီအမည်ရှိတဲ့မိန်ကလေးတူဦးနဲ့သူမရဲ့ခင်မိုးတို့ဟာငွေဆက်ကူအပြည့်ပါတဲ့ကြီးမားတဲ့ luggage ကြီးတစ်ခုတွန်းလာကြပုံကိုတွေ့ရပါတယ်အန်ယူနီကရွှေဆိုင်ဝန်ထမ်းကို ပြောတာမှာရွှေမြမြများပြားစွာဝယ်ယူလို့ကြောင်းပြောပါတယ်၎င်းကဆက်လက်ရှင်းပြတာမှာတော့ ရွှေဈေးတိတ်အိပ်ပြနေတာကြောင့်အလုံးအင်းဝယ်ယူထားရန်ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ဆိုပါရယ်။ရွှေဈေးယခုတက်ခေါင်ခိုင်းမလာမီရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်ကြောင်းလည်းအန်ယူနီကပြောပါရယ်။သို့သောရွှေဆိုင်ဝန်ထမ်းက6ကီလိုဂရမ်သုံးပိတ်တာကျော်ခွဲတာဝယ်ယူခွင့်ပေးခဲ့ပါရယ်။ဒါကြောင့်အန်ယူနီကတခြားဆိုင်များမှာ6ကီလိုဂရမ်5ပိတ်တာခွဲကန့်ဆက်လက်ဝယ်ယူရန်စီစဉ်ခဲ့ပါရယ်။လူမှုကွန်ရက်30တူတချို့ရဲ့အမှတ်ချက်ပြမှုများအရအန်ယူနီကနအူးဝယ်ယူခဲ့တဲ့6ကီလိုဂရမ်မှာ ringgit 1.5တန်းဘူခန့်ရှိတယ်လို့ဆိုပါတယ်။ဇန်ဇန်အလက်ကဇန်အမည်နဲ့တက်တော်30သူကမှတ်ချက်ပြုတာကတော့ LHDN ကတော့ဒီဗီဒီယိုကိုကြည့်ကြည့်မှာပါလို့ဆိုပါတယ်။ influencer တို့ဟာဝင်ငွေကြီးမားစွာရရှိနေတော့လေအခွန်ဆောင်ရန်ပြက်ကွက်နေတဲ့သတင်းများအား၎င်းကရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။ချူပါပီမူညာညို့အမည်နဲ့တက်တော်30သူတူကမှတ်ချက်ပြုတာကတော့အာဏာပိုင်များအနေနဲ့ influencer များကိုစုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟုမျှော်လင့်ကြောင်း၎င်းတို့က ငွေကိုရေလိုသုံးနေကြကြောင်း၎င်းတို့ရဲ့ဝင်ဝင်မှာသုံးဖြုံးနေတဲ့လောက်မရှိနိုင်သဖြင့်မတင်ကဘွေရာဖြစ်ကြောင်းမှတ်ချက်ပြုပါရစေ။အဆိုပါမှတ်ချက်များကိုအန်ယူနီကတုံ့ပြန်တာကတော့စိတ်မပူရန်နဲ့မိမိမှာငွေကြေးခဝါချမှုများမပါဝင်ကြောင်းပြန်ပြောပါရစေ။ ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းလေးကတော့မလေးရှားမှာလူမှုကွန်ရက်နာမည်ကြီးမင်းကလေးတဦးကရွှေဆိုင်တဆိုင်ကိုသွားပြီးတော့ရွှေဝယ်ပုံနဲ့ဗီဒီယိုရိုက်ကူးထားပြီးတော့ TikTok လူမှုကွန်ရက်မှာလွှင့်တင်ခဲ့တာမှာလူမှုကွန်ရက်သုံးဆွဲသူတွေကြားမှာနာမည်ကြီးနေတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။